ားလုံးပဲမင်္ဂလာပါဗျာ။ Respot ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။ဒီနေ့24ရက်နေ့ထိနောက်ဆုံးရရှိထားတဲ့ Premier League ပြောင်းရွှေ့သတင်းလေးတွေကိုတင်ဆက်ပေးလိုက်ပါတယ်ဗျာ။ Athletic သတင်းဌာနရဲ့ဖော်ပြချက်တွေအရတော့ Dortmund အသင်းရဲ့အသက်20ရွယ်တိုက်စစ်ကစားသမား Jamie Gittin ဟာ Chelsea အသင်းသို့ပြောင်းရွှေ့ရန်နှီးချနေပြီဖြစ်ကြောင်းသိရပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဘက်မှလည်းကေတန်ကိုစိတ်ဝင်စားနေတော့လဲကစားသမားဘက်ကတော့ချက်စီအသင်းရဲ့ခုနှစ်နှစ်သက်တမ်းရှိစာချုပ်ကိုချုပ်ဆိုရန်အစင်းနဲ့ဖြစ်နေကြောင်းသိရပါတယ်။ပရီးမီးယားလိဂ်ကလပ်အသင်းဖြစ်တဲ့ Nottingham Forest အသင်းနဲ့ပြင်သစ်ကလပ်မာဆေးအသင်းတို့မှာအေဂျက်အသင်းရဲ့ကွင်းလယ်ကစားသမား Jordan Henderson အားခေါ်ယူရန်စိတ်ဝင်စားနေကြောင်း Daily Mail သတင်းဌာနကဖော်ပြလာပါတယ်။ အခြေအသင်းနဲ့စာချုပ်ပါအချက်အလက်ရဇူလိုင်လအလယ်မတိုင်မီကစားသမားဘက်ကအသင်းမှထွက်ခွာခြင်းပါကအလွတ်သဘောဖြင့်ထွက်ခွာနိုင်ပြီဖြစ်သောကြောင့်ခေါ်ယူခြင်းနဲ့ကလပ်တွေအနေဖြင့်ပြောင်းရွှေ့ကြည့်ပေးကြမလို့ပဲခေါ်ယူနိုင်မှာပဲဖြစ်ပါတယ်။ Manchester United ဟာ Brentford အသင်းရဲ့တိုက်စစ်ကစားသမား Brian Aubameyang အတွက်ပေါင်တန်း60ကျော်တန်ဖိုးရှိတဲ့ကမ်းလှမ်းချက်အသစ်တစ်ခုကိုပေးဖို့ခဲ့ပြီးကလပ်နှစ်သင်းကြားဆွေးနွေးမှုတွေပြုလုပ်ကာ Aubameyang ကိုခေါ်ယူရန်နှိစက်လာကြောင်းသိရပါတယ်။ United တို့ရဲ့ကွင်းလေကစားသမားမီဆန်မောင်းကတော့ယခုပြောင်းရွှေ့ရသည်မှာအတင်းပြောင်းမှာမဟုတ်ပဲ United မှာပဲဆက်လက်ရှိနေမယ်လို့သတင်းတွေကဖော်ပြထားပါတယ်။ Liverpool အတင်းကတော့အတင်းရဲ့တိုက်စင်မှုဒါဝင်နူးညက်ကိုရောင်းချဖို့ရှိနေပြီးအီတလီကလပ် Napoli အတင်းမှာလည်းနူးညက်အားစိတ်ဝင်စားမှုရှိနေကြောင်းသိရပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီပြောင်းရွှေ့ကာလအတွင်းမှာတော့ Sorry Club Enasa အတင်းရဲ့ Rural 80တန်ကြီးရှိကံလမ်းမှုကို Liverpool အတင်းကငင်းပယ်ခဲ့မှုပါတယ်။ ကစားသမားဘက်ကလည်းအီတလီမှာပြောင်းရွှေ့ကစားရန်စိတ်အားထက်သန်မှုရှိနေသောကြောင့်နာပိုလီအနေနဲ့ဒါဝင်နူးညက်ကိုခေါ်ယူသွားနိုင်မလားဆိုတော့ကိုတော့စောင့်ကြည့်ရမယ်ဗျာ။ဆက်လက်ပြီးလီဗာပူးအနေနဲ့ညူကာဆယ်ယူနိုက်တက်ရဲ့အလက်ဇန်းဒါအီဆက်နဲ့ဖရန့်ဖတ်ရဲ့ဟျူဂိုအက်ကီတီတို့ကိုစိတ်ဝင်စားကြောင်းတည်င်းတွေထွက်ပေါ်နေပေမဲ့အခုချိန်ထိတော့တိတာတဲ့လှုပ်ရှားမှုတွေမရှိသေးပါဘူး။ ေဘာဘူးအတင်းနေနဲ့နောက်ခံလူကိုနာတင်းနဲ့စာချုပ်တွေချုပ်ဆိုရမှာအစင်မပြေခဲ့သေးပဲကစားသမားဘက်မှလေဘာဘူးတင်းရဲ့ကန့်လန့်မှုကိုညှင်းပယ်ခဲ့ကြောင်းသိရပါတယ်။အာဆင်နယ်အတင်းနဲ့ကွင်းလယ်ကစားသမားတောမတ်ပါတီရဲ့စာချုပ်ကလာမယ့်အပတ်မှာကုံဆုံးတော့မှာဖြစ်ပြီးအတင်းနဲ့စာချုပ်တိုးရန်ညှိနှိုင်းနေသေးဖြစ်ပါတယ်။ကစားသမားအနေနဲ့ကတော့အာဆင်နယ်အတင်းမှာပဲဆက်ရှိနေခြင်းပေမဲ့အခြားကလပ်တွေရဲ့ကန့်လန့်မှုတွေကိုလည်းထည့်သွင်းစဉ်းစားနေကြောင်းကြားသိရပါတယ်။ တော်မတ်ပါတီအနေနဲ့အလွတ်ပြောင်းရွှေ့ခြင်းဖြင့်ထွက်ခွာခဲ့ပါကအာဆန်နဲ့အတင်းအနေနဲ့ပါတီလိုခြေစွမ်းရှိကစားသမားမျိုးကိုဝယ်ယူဖို့ရာဘတ်ဂျက်အခက်အခဲရှိလာနိုင်ပါတယ်။စာချုပ်တွေချုပ်ဆိုရန်အဆင်မပြေခဲ့ပါကအစားထိုးခေါ်ယူရန်အတွက်စီဗီလာမှာ23နှစ်ရွယ်လူငယ်ကစားသမားလူစီယန်အဂူမီကိုထဲတွင်ဆွဲစားထားကြောင်းသတင်းတွေကပေါ်ပြထားပါတယ်။အာဆင်နယ်အသင်းဟာပဲရစ်စိန့်ဂျာမင်အသင်းရဲ့အသက်22နှစ်အရွယ်တိုက်စစ်ကစားသမားဘရက်ဒလီပါကူလာကိုစိတ်ဝင်စားနေကြောင်းလည်းသိရပါဗျ။ တော်တန်စပါအသင်းကတော့ဂျပန်ကလပ်ကာဝါစကီအသင်းမှာအသက်20ရွယ်နောက်ခံကစားသမားကိုတာတာကိုင်းကိုစတာလင်ပေါင်5သန်းဖြင့်ခေါ်ယူနိုင်ခဲ့ပြီးဖြစ်ကြောင်းသိရပါတယ်။စပါအသင်းအနေနဲ့ခရစ်စတီပဲလီတိုက်စစ်ကစားသမားအဘာရချီအစီကိုလည်းခေါ်ယူရန်စိတ်ဝင်စားနေကြောင်းသိရပါတယ်။ဘောလုံးအားပေးသူညီကိုရီရဲ့ဒီပြောင်းရွှေ့သတင်းတွေပေါ်ထင်မြင်ယူဆချက်လေးတွေကိုဝေအောင်ဆွေးနွေးသွားနိုင်ပါတယ်ဗျာ။စိတ်ဝင်စားဖွယ်သတင်းတွေကိုအမြဲတင်ဆက်ပေးနေမှာမို့ like and subscribe လေးလှုပ်သွားပေးကြပါအောင်ဗျာ။ ချစ်ရှုအားပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါရယ်ခင်ဗျာ။